အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာမတ်သားဖွဲ့ရာလက္ခဏာဘူတ္တလေးများကိုမျှဝေတင်ဆက်ပေးပါမယ်ပုံမှန်ပြထားတဲ့လက္ခဏာမှာညံလန်းချောင်းကတူတောင်းနေပါတယ်ညံလန်းချောင်းကဒီလိုတူတောင်းနေရုံသာမကသူ့ရဲ့လက်သန်းနဲ့လက်မကပါညံလန်းချောင်းနဲ့အတူတူတောင်းနေမယ်ဆိုရင်သူဟာပင်ကိုအသိဉာဏ်နဲ့ပါပြီးသူများပြောသမျှကို မစင်စားပဲယုံကြည်တတ်ပြီးမတ်ယူရဲဆန်တတ်သူဖြစ်ပါတယ်အရာရာကိုအမားမားယူရင်လောက်တတ်ပြီးစကားဘယုတ်ဒုက္ခလည်းပြောတတ်ပါတယ် နောက်တစ်ခုကတော့ပုံမှန်ပြထားသလိုမျိုးလက်ညိုလက်ခလဲနဲ့လက်သကြွတို့ရဲ့ဒုတိယအစစ်မှာစပားစီသို့မဟုတ်တောင်းမျက်စိဟာ၃ခုစလုံးတန်းပြီးရှိနေပါတယ်ဒီလိုလက်ညိုလက်ခလဲလက်သကြွတို့ရဲ့ဒုတိယအစစ်မှာစပားစီဟာ၃ခုစလုံးတန်းပြီးအနေထားမျိုးနဲ့တွေ့ရမယ်ဆိုရင်ထိုသူဟာသူများပြောတိုင်းယုံတတ်သူမဟုတ်ပါဘူးကိုယ်တိုင်လက်တွေ့ကြုံပြီးမှလက်တွေ့သုတေသနလုပ်ပြီးမှယုံကြည်တတ်တဲ့သူဖြစ်ပါတယ်နောက်တစ်ခုကတော့လက်ချောင်းတွေရဲ့အောက်ခြေရင်းမှာ စပားစီတစ်ခုမှမပါတဲ့လက္ခဏာပဲဖြစ်ပါတယ်။လက်ချောင်းတွေရဲ့အောက်ခြေရင်းမှာစပားစီအ ਨੇ ဆုံးတစ်ခုနှစ်ခုမပါဘူးဆိုရင်ထိုသူဟာလူတော်တဲ့မတိုးတဲ့သူ လူရမဝင်တဲ့သူလူညွတ်တုံးတဲ့သူဖြစ်ပါတယ်။နောက်တစ်ခုကတော့တောက်ကြဂျူခုံတန့်ရှင်းပြီးပြည့်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 ရှိနေခြင်းပဲဖြစ်ပါတယ်။တောက်ကြဂျူခုံဟာတန့်ရှင်းပြီးပုံမှန်ပြည့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 ်ရှိနေမယ်ဆိုရင်ထိုသူဟာဉာဏ်ရည်ကောင်းပြီးပညာရှိဖြစ်တတ်ပါတယ်။လောကဒဏ်ကိုမတုံလောက်တဲ့သူဖြစ်ပါတယ်။ အများကြီးလုံလာဝိရိယမစိုက်ထုတ်ရဘဲနဲ့ဝင်ငွေများစွာကိုလည်းရတတ်ပါတယ်။စီးစရာရင်ရထားတွေကိုလည်းမပြတ်ပိုင်ဆိုင်ရတတ်ပြီးအနုပညာနယ်ပယ်မှာလည်းကြော်ကြားတတ်ပါတယ်။အတိတ်ကံရဲ့အထောက်ပံ့ရသူလည်းဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့လက်သကြွယ်အောက်တနင်္ဂနွေဂျူခုံကစကားကွက်ပဲဖြစ်ပါတယ်။လက်သကြွယ်အောက်တနင်္ဂနွေဂျူခုံထက်မှာစကားကွက်ပါရှိခဲ့မယ်ဆိုရင်ထိုးသူဟာစိတ်ပူရင်မြင့်ပြီးနေရတကာကိုကိုတိကိုတက်လှုပ်ချင်တဲ့နွားချီရခွက်တက်ကဖားတဲ့ငယ်လိုလူဖြစ်နေတတ်ပါတယ်။ ဘဝမှာလည်းကြီးမားတဲ့အောင်မြင်မှုကိုမရရှိပဲဖြစ်နေတတ်ပါတယ်။နောက်တစ်မြောက်ဝိပေးခြင်းရဲ့လက္ခဏာကတော့တောက်ကြဂျူကုံပေါ်ကအလျားလိုက်မြင်နေပဲဖြစ်ပါတယ်။တောက်ကြဂျူကုံပေါ်မှာကံလန်းဖြတ်ထားတဲ့လမ်းကြောင်းတွေများနေတာဟာဇွေမျိုးအပေါင်းအသင်းမိတ်ဆွေအကျိုးမပေးပါဘူး။မိသားစုတွေမှာရောပတ်ဝန်းကျင်မှာရောကိုကစိတ်ရင်းအမှန်စေတနာနဲ့လှုပ်ပေးတဲ့လောက်ကိုရဲ့စေတနာတွေကိုအတိမတ်မပြုတ်တဲ့သူတွေနဲ့ပဲတွေ့ရလေရှိပါတယ်။ နောက်ပြီးတောက်ကြကျူခုံပေါ်မှာမတ်တက်စင်လမ်းကြောင်းတွေကန်လန်းဖြတ်လမ်းကြောင်းတွေပါတဲ့သူတွေဟာစီးပွားရေးကိုတော့ကာယအားစိုက်ပြီးမလုပ်ရပဲဉာဏ်ပညာဦးစီးပြီးတော့ပဲလောက်ကန်ရတတ်ပါတယ်နောက်တစ်ခုကတော့နှလုံးလမ်းကြောင်းဟာငါးရုပ်ပုံလေးနဲ့အစပြိုပြီးထွက်ပေါ်လာမယ်ဆိုရင်အိမ်တော်ဘက်ကောင်းကိုရတတ်ပါတယ်စီးပွားရှာတတ်တဲ့အိမ်တော်ဘက်နဲ့ဖူးစာဆောင်ရတတ်ပါတယ်နောက်ပြီးဒီလက်ဝါးပြင်မှာပဲလက်သကြွယ်အောင်တင်းငွေဂျူခုံအရင်ကငါးရုပ်ပါနေပါတယ် ါကငွေကြေးကံစီဝါရေးကံကို ကောင်းစေပါတယ်အချိန်တိုအတွင်းမှာပဲငွေအလုံးရင်းနဲ့ဝင်တတ်ပါတယ်ထီပေါက်ကံအမွေရကံပါပါတယ်ထီမပေါက်အမွေမရခဲ့ရင်လည်းထီပေါက်သလိုအမွေရသလိုငွေအစုလိုက်ပုံလိုက်ဝင်တတ်ပါတယ်နောက်တစ်ခုကတော့ဘဝမှာဆင်းရဲတွင်နှက်သွားတတ်တဲ့အမတ်လက္ခဏာပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါသူရဲ့လက်ကလေးလက်ချောင်းဟာလက်ချောင်းအားလုံးထက်တိုးနေပါတယ်လက်ကလေးလက်ချောင်းဟာလက်ချောင်းအားလုံးထက်မြင့်မာမှုရှိရပါမယ် အငယ်ရွေးမရှိဘဲနဲ့နှိပ်ကြနေမယ်ဆိုရင်ဘဝတိုးတက်ဖို့မလွယ်တော့ပါဘူး။ဘယ်တော့မှငွေကြေးစည်းဝါးဥစ္စာမပြည့်စုံလာတော့ပါဘူး။လူဘဝအတွက်ထိရောက်တဲ့နေရာလည်းမရရှိသလိုလူကြားထဲမှလည်းအရာရောက်ဖို့မလွယ်တော့ပါဘူး။ဘလောက်ပဲရှာဖွေရှာဖွေလုံလောက်တဲ့အခြေအနေမရရှိနိုင်ပါဘူး။တခြားသောလမ်းကြောင်းတွေအထောက်ပံ့နေမကောင်းရင်စင်ရင်တွင်းနဲ့တာကလွယ်လို့ဘယ်နဲ့ဘယ်တကြားမှမကယ်တင်နိုင်တော့ပါဘူး။အတွေ့အကြုံရပြောရရင်တော့လက်ချောင်းတွေပုံစံတန်မလပပနဲ့လက်ပွားပြင်ကြမ်းတမ်းမာကြောတဲ့ အသွင်ပြင်ရှိနေတဲ့လူတွေဟာအခြေခံလူဒန်းစားတွေမှာအများဆုံးတွေ့ရှိရပြီးငူယူတောက်စာအယုတ်တအနတ္တတွေကိုထွက်ဆိုပြောနေတာကများပါတယ်။လက်ကလေးအောက်ကဂျူခုံဟာစနေဂျူခုံဖြစ်ပါတယ်။စနေဂျူခုံမှာ အကောင်အဆိုး2မျိုးတော့ရှိနေပါတယ်။ကောင်းသောစနေဂျူခုံသမားကောင်းသောစနေဂျူခုံသမားဆိုတာတောက်ကြကပတ်ပါရပါမယ်။အသားရည်ပြောရပါမယ်။လက်မရှိမယ်။လမ်းကြောင်းတွေရှင်းပြီးထင်ရှားရမယ်။ ဲ့ဒီလိုရှင်းရမယ့်ပြင်လက်ခလဲကလည်းဖြောက်ရမယ်ဒါဒီအားလုံးပြည့်စုံမယ်ဆိုရင် သူဟာစိတ်ဆက်သေးကြတယ်မိယိုဖလာဒလိကိုလေးစားတယ်ညံကြီးတယ်အချစ်ကြီးမှစိတ်မပါတတ်ပါဘူးပြဿနာရက်တွေကိုလည်းဖြေရှင်းနိုင်တယ်သူကလူစီကားတာတွေကိုမကြိုက်ပါဘူးတယောက်တည်းနေခြင်းပါတယ်လွတ်ဝတ်တဲ့ပညာရက်တွေစုံကဝေနဲ့ဝိညာဉ်လောကကိုယုံကြည်တယ်စိတ်ခံစားမှုထိန်ချုပ်နိုင်တယ် လက်ချောင်းတွေကလည်းဖြောင်းမယ်အထူးကောင်းမွန်တဲ့လမ်းကြောင်းတွေလည်းပါမယ်ဆိုရင်သူ့ကိုတီထွင်သူစာရေးဆရာနှက္ခဗေဒဆရာဇယင်းစေစီဝါထုတ်လုပ်သူတွေအဖြစ်တွေ့ရလိမ့်ရှိပါတယ်နောက်တစ်ခုကဂျိုကုံစိုးသူပဲဖြစ်ပါတယ်ဂျိုကုံစိုးသူရဲ့လက်ပုံစံကပုံမှန်ပြထားတဲ့လက်ပုံစံလိုပဲဖြစ်ပါတယ်ဂျိုကုံပြားပါတယ်လက်ကဝါပါတယ်ဒီလိုမျိုးလူတွေဟာစိတ်ကမနာလိုရှိတတ်ပါတယ်တွန့်တုံမယ်သူများကိုအကြောင်းမဲ့ထိခိုက်အောင်လုပ်ချင်တယ်စိတ်ယုံပါတယ်မကောင်းမှုကျူးလွန်ဖို့ပဲစဉ်းစားထားပါတယ် သူကမွေးကလေးကမိဘညီကိုမောင်နှမကိုဒုက္ခပေးတတ်ပါတယ်။မဟုတ်တာပြောဖို့ဝါသနာပါတယ်။မိမလိုက်စားမယ်၊လူတတ်မယ်၊ရာဇဝမှုကျူးလွန်မယ်၊နောက်ဆုံးမှထောင်ချမယ်။စိုးတဲ့သူကသေတံကြတတ်ပါတယ်။သူရဲ့လက်ကလမ်းတွေကမကောင်းပါဘူး။အဓိကလမ်းကြောင်းတွေကိုလိုက်ကြည့်ရပါမယ်။ကြီးယုံနဲ့ကိုတီးတာလာပါလိမ့်မယ်။ဒီလိုစနေဂျူကုံစိုးတဲ့လူတအူးကြုံမှုပါတယ်။ဒါပေမဲ့မှတ်ချက်ကတော့အဲ့လိုလက္ခဏာမျိုးကိုပုံရိုက်မယူထားလိုက်ရပါဘူး။ သူ့ကိုဘယ်အချိန်ကြီးကြီးသူကဘဝင်မကြတဲ့ပုံစံမျိုးရှိနေပါတယ်။ဆယ်ကျော်သက်ကလေးဘွားကစပြီးမြင်မှုပါတယ်။စကားပြောတော့အတော်ကောင်းပါတယ်။ဘလို့မှမကောင်းစားဘူးဆိုပြီးသူ့ကိုစောက်ကြည့်ဘူးပါတယ်။သူ့အသက်၁၇နှစ်ကနေစပြီးတိပါတယ်။သူကတထေးသားဖြစ်ပါတယ်။ဒါပေမဲ့သူကလိန်နာမှအယမ်းလိန်တက်ပါတယ်။မိဘကချမ်းသာတယ်။သူကစမ်းကလည်းပွင့်တယ်၊မြားလည်းပွေပါတယ်။သူ့အသက်၂၄နှစ်မှာမူရစ်စေးတုံဆွဲမှု လက်ဝဲကင်ဆောင်မှုလိန်လယ်မှုနိုင်ငံရေးအမှုတွေနဲ့ထောင်ကျသွားပါပြီသူကသူမိလိုက်တာနဲ့ကျန်တာတွေကိုအကုန်ဖော်တော့တာပဲဖြစ်ပါတယ်သူများကပါထိခိုက်စေပါတယ်သူကစနေဂျိုးစိုးသမားဖြစ်ပါတယ်သူ့ကိုတနာစရာလို့ထင်မိပါတယ်မွေးလာတဲ့ဂျိုးဇာတာစန်းကသူ့ရဲ့ကံကြမ္မာကိုဖန်တီးတာဖြစ်ပါတယ်ဒီလိုကံကြမ္မာဇိုးကိုကြေဖို့ဘာသာတရားကဖန်တီးနိုင်ပါတယ်မကြာခဏဘုံကြီးဝုတ်ပေးရပါမယ်ကုသိုလ်ပွားများပေးမယ်ဆိုရင်တော့ပြောင်းနိုင်ပါတယ် အကယ်၍ရှေးတုန်းကစူတောင်းမာလာခဲ့ရင်လည်းယခုဘဝမှာပဲအပြည့်ကျေပါစေလို့စူတောင်းပေးလိုက်ပါတယ်။ပုံမှာပြထားတဲ့လက္ခဏာမှာကံလန်းကလက်ကလေးအတီးကိုတက်နေပါတယ်။အဲ့ဒီကံလန်းကနေတဆင့်အတက်ကလေးတွေတက်နေပါတယ်။ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်ငါးရုပ်ပုံစံလိုမျိုးခတ်တုတ်တူလေးတွေတက်နေပါတယ်။ဒီလိုတက်နေမယ်ဆိုရင်လက္ခဏာရှင်ဟာအဲ့ဒီတက်နေတဲ့အသက်ပိုင်းချာမှာကံစာတာထူးခြားစေပါမယ်။ အဲ့ဒီအတက်အခက်အလက်ကလေးတွေတိုင်းဟာလက်ပိုင်ရှင်အတွက်မျောလင်းချက်တွေအများဆုံးရနိုင်နိုင်ပါတယ်။မိမိကြံစီသမျှအောင်မြင်မယ်၊ယာရုတိုးတက်မယ်။ငွေကြေးပေါင်းမြောက်များစွာလည်းဝင်နိုင်ပါတယ်။ဒီနေရာမှာမှတ်ချက်တစ်ခုတော့ရှိပါတယ်။လူတိုင်းရဲ့လက်မှာတော့အတက်ကလေးတွေဒီလောက်များများဆဆမပါနိုင်ပါဘူး။တစ်ခုနှစ်ခုလောက်ပါရင်လဲအဲ့ဒီပါတဲ့အသက်ပိုင်းချာမှာဒီလိုအကျိုးထူးတွေရနိုင်တယ်လို့မှတ်ထားသင့်ပါတယ်။ နောက်တစ်ခုကတော့ကံလန်းချောင်းကနှလုံးလန်းချောင်းကိုတီးပြီးရက်တက်နေခြင်းပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့ကံလန်းချောင်းကတနင်္လာဂျိုခုံကစတက်လာပြီးမှလည်းနှလုံးလန်းချောင်းမှာရက်တက်နေပါတယ်။ဒါဆိုရင်လက္ခဏာရှင်ဟာဘာဖြစ်လာမလဲ။သူရဲ့မိသားစုတွေအချစ်ရွေတန်ရုံးစဉ်ရှိသူတွေအတွက်ကြောင့်လက္ခဏာရှင်ဟာသူရဲ့လုံပိုင်ခွင့်နဲ့ရက်တက်သွားပါတယ်။ဇီဝရေးတွေကိုဆွန့်လွတ်လိုက်ရပါတယ်။တိုးတက်ရေးတွေကိုဆွန့်လွတ်လိုက်ရပါတယ်။ ကိုယ့်ရဲ့တာဝန်တွေဝတ်တရားတွေလုပ်ငန်းတွေထက်သူ့ရဲ့မိသားစုအိမ်တော်ရေးကိုဦးစားပေးတဲ့အတွက်သူ့ရဲ့ကြိုးစားမှုတွေဟာရပ်တန့်သွားပါတယ်။ကြိုးစားမှုတွေရပ်တန့်သွားတဲ့အတွက်ကြောင့်သူ့ရဲ့အောင်မြင်မှုတွေဟာရပ်ဆိုင်သွားခဲ့ရပါတယ်။နောက်ဆုံးတစ်ခုကတော့လက်သံအောင်ဘုဒ္ဓဂူကုံဘောကကြက်ချီခတ်ပဲဖြစ်ပါတယ်။ဒီမှတ်သားဟာလက်ရည်စားညံ့ပြင်းတဲ့လက်မှာပါလာခဲ့မယ်ဆိုရင်တော့ဒိုးသူဟာလိန်လေတက်တူတူဖြစ်ပါတယ်။လက်ရည်စားကောင်းတဲ့လက်မှာပါလာခဲ့မယ်ဆိုရင်တော့ဒိုးသူဟာတူပလောက်ကင်တက်တူဖြစ်ပါတယ်။ သူတစ်ပါးတို့ကိုလက်ဆောင်ပေးရခြင်းကိုနှိမ့်ချသူဖြစ်ပါတယ်။ပေါင်းသင်းဆက်ဆံရေးကိစ္စနဲ့လုပ်ငန်းကံကံလှုပ်ဆောင်တဲ့နေရာတွေမှာလည်းကျွမ်းကျင်လိမ္မာတက်သူဖြစ်ပါတယ်။ဒီကနေ့လက္ခဏာပုဒ်တာလေးကတော့ဒီလောက်ပါပဲ။အားလုံးလက္ခဏာပညာကုတ္တတိုးဝနိုင်ကြပါစေ။